ဟိုတနည်းအောင်လေဗီဒီယိုဖိုင်လေးတွေ့လိုက်တယ်တခုဗီဒီယိုဖိုင်လေးပါတခုတွေ့လိုက်လေဆိုတော့အဲ့လိုဒီနေ့လေးတောအိမ်လေးလိုအိမ်မျိုးလေးနော်အဲ့လိုအိမ်လေးမှာဖိုင်ပေါ့အမေကဈေးကနေပြန်လာပြီးသူဈေးဝယ်လာတာလေးတွေနဲ့အဲ့မှာသားလို့သူကအမေကိုရိုင်မောင်းပုံမောင်းနေနဲ့ဒါလုတ်ပြီးတော့မှရိုက်ထားတဲ့ဗီဒီယိုလေးအားလုံးလည်းတွေ့ရမယ်လို့ထင်တယ်နော် ဆိုတဲ့ကကြတော့အဲ့ဒီဗီဒီယိုလေးတစ်ခုတွေးလိုက်တယ်တွေးလိုက်တဲ့ကကြတော့ဗီဒီယိုကဘာ message ပေးချင်တာလဲတော့မပြောတတ်ဘူးသိလား ကျွန်တော်တို့လေဒီခေဆိုတာကဆိုရှယ်မီဒီယာတွေကိုသုံးနေတယ်လီဖုန်းလေးတွေလက်ထဲဆိုတာကလေခလေးလေးတွေဒီနှစ်တန်းသုံးတန်းအရွယ်ခလေးလေးတွေအစားဆိုရှယ်မီဒီယာကိုဒါအသုံးပြုနေကြတာပေါ့နော်ဆိုတော့ဒီလိုခလေးမျိုးလေးတွေဆိုနေရဒါအကုန်ကြွန်းကြန်းချင်ချင်နဲ့ဆိုရှယ်မီဒီယာကိုသုံးနေကြပြီဆိုရှယ်မီဒီယာပေါ်မှာရှိနေကြပြီဆိုတဲ့အချိန်ဒီမှာကျွန်တော်တို့စီကပညာပေးရိုက်တယ်ဆိုရင်လေဒီလောက်ကြီးတရုတ်တွေဟန်ပန်နေမန်နေထန်နေနဲ့ပါပြီးတော့မှရိုက်เสียမလို့အဖူးเนาะတခြားနီးလန်းနဲ့ပညာပေးတရုတ်ဖော်တွေရိုက်လို့ရတယ်လို့ကျွန်မ တော့ဒီလိုလေးမြင်တယ်เนาะဆိုတော့ဘာလို့ message ပြီးမကြည့်ရတော့လို့ကိုကဆက်တောင်မကြည့်လိုက်တော့ဘူးเนาะမောင်ကတော့မပြောတယ်မကြည့်နဲ့မကြည့်နဲ့အခုတို့တွေများလိုက်တာဆိုဟိုတနေ့ video file လေး နော်မကြည့်နဲ့မကြည့်နဲ့အကုသိုလ်တွေညာလိုက်တာမကြည့်နဲ့တော့ပိတ်လိုက်တော့ဆိုပြီးတော့ဇာကျွန်မပြီးအောင်ဆက်မကြည့်လိုက်ဘူးနော်အဲ့တော့ဒီဗီဒီယိုကဘာ message ပေးကြံလဲတော့မသိဘူးဒါပေမဲ့အရန်ကိုရုပ်ရင်းကြမ်းတမ်းပြီးတော့မှရိုင်းဆိုင်လုံးအားကြီးတယ်ကျွန်မတို့တွေကလေအနာဂတ်ကလေးတွေကိုလိမ်မာဖို့ရင်ကြီးဖို့ကျွန်မတို့တွေကဒီလိုလေးတင်ရမှာပေါ့နော်ဒီလိုလေးတွေဒီလိုဒီလိုဗီဒီယိုလေးတွေဒီလိုမျိုးလေးတွေပြရမှာကိုတခါတည်းကိုအခုခေတ်ကလေးဒီလိုကြမ်းတမ်းတာတွေရုပ်ရင်းကြမ်းတမ်းတာတွေဒီလိုတွေရိုက်နေတာတွေမြင်တော့လေ ကျမတို့ပြင်းထွန်စွာရှုံချပါတယ်เนาะဒီဥစ္စာကိုလေလုံးဝ လက်သက်မခံတဲ့ဘက်ကပါကျွန်တော်တို့တွေကလည်းဘလို့ပဲဖြစ်ဖြစ်ဆိုရှယ်မီဒီယာတွေခုနလိုအမှုပညာတွေဆိုတာကအရန် influence ဖြစ်ပါတယ်เนาะဆိုတော့ကျွန်မပြောပါဦးလားဒီမှာတို့တွေဆိုစစ်လိတ်တောက်တတ်တာဆိုမင်းသားတွေစစ်လိတ်တောက်တာတွေ့ပြီးတော့မှအဲကျော်သူတို့ဆိုသူတို့စစ်လိတ်တောက်တတ်ခဲ့မှာဒါကျွန်တော်တို့အသက်အရွယ်ဒန်းနေဆိုစစ်လိတ်တောက်တတ်ခဲ့ကြတယ်ဘာဖြစ်လို့ဆိုတော့တို့အရန်အောင်မြင်နေအချိန်မှာကျွန်တော်တို့တွေကအရွယ်ရောက်တဲ့အရွယ်တွေဖြစ်နေပြီလေเนาะဆိုတော့အတုမြင်အသက်တင်မဟာမင်းသားစတိုင်ကြတယ်ဆိုတော့အာမင်းသား lucky strike จอညာတို့555จอညာတို့မင်းသားဆိုအာ harley davidson နဲ့ cycle ရင်းနဲ့ ဲ secret ကိုတစ်ခါတည်းကိုရထားလမ်းပေးမှာထိုင်ပြီးအဲအားတိုင်းမှာမဆက်လိတောက်တတ်တယ်မဟုတ်လားအိမ်မှာလေဟုတ်တယ်မဟုတ်လားအိမ်မှာဒီခါတည်းဖင်ညာမင်းသားလိုကြံပြီးမာဘိုလိုတို့ဟုတ်တယ်လားမာဘိုလိုတို့အမှန်တည်းသူတို့ဆက်လိတောက်တတ်တာလीနော်ဆိုတော့အဲ့လိုမျိုးဆိုတဲ့ကစားဒါအမှုပညာရင်းဟာအရင်ပြည်သူပေါ်မှာ influence အရင်ဖြစ်ပါတယ်နော်ဆိုတော့အဲ့ဒီခုနကမိဘကိုရိုင်မောင်းပုံမောင်းနေလုပ်တဲ့ video ဆိုရင် ကျွန်မအဆုံးထိမကြည့်လိုက်တဲ့အတွက်ကြောင့် तू ဘာ message ဘာ message ကိုပေးချင်တာလဲဘာကိုပေးချင်တာလဲလို့ကျွန်မမသိဘူးဒါအမှန်တိုင်းပြောပြရကျွန်မဆုံးအောင်မကြည့်လိုက်ဘူးကျွန်မတော်တော်လေးကိုကြည့်လိုက်တဲ့အချိန်မှာတော့မလေးကန်ကြောက်ပြီးတော့မှတစ်ခါတည်းကိုဟာဟိုအိုးတွေခွက်တင်နေတစ်ခါတည်းမောက်လန်ဘန်းနေပါလွတ်ပြေးဟာကန်ကြောက်ပြီးတော့မှအဖွားကြီးကမြေကြီးပေါ်မှာလူးလိမ့်ပြီးတော့မှအဲ့လောက်အထိမှဆက်မကြည့်ရတော့လို့ဆက်မကြည့်လိုက်တော့ဘူးအဲ့တော့ဒီလိုဗီဒီယိုမျိုးတွေဒီလိုမျိုးပြောက်ွက်မျိုးတွေဆိုတာကတော့ကျွန်မတို့မြန်မာလူမျိုးအနေနဲ့ရှက်စရာလဲကောင်းတယ် ကျွန်တော်တို့ရေလူမျိုးကယဉ်ကျေးတဲ့သူမျိုးဗုဒ္ဓဘာသာ တိုင်းပြီးเนาะယဉ်ကျေးတဲ့သူမျိုးကျွန်တော်တို့လူမျိုးကဒီလိုမျိုးလေးကဘာကအရင်တော့လက်ခံထားတာ အဲ့တော့အရင်တော့ကလိုမျိုးကိုယ့်အိမ်ထဲမှာကိုအော်ကိုယ့်အိမ်ထဲမှာကိုဖြစ်ကိုယ့်အိမ်ထဲမှာကိုပဲရုံရင်းချမ်းနန်းတာတွေကရှိတာမျိုးမဟုတ်ဘူးအခုကဒီလိုဗီဒီယိုဖိုင်တွေဆိုရှယ်ပေါ်တင်လိုက်တယ်ဆိုနေရဆိုရှယ်ပေါ်ရဲ့ပြန့်နှံ့အားဟာကဘာကြီးကိုရောက်သွားတာဟာမြန်မာလူမျိုးတွေကဒီလိုမျိုးတွေလားဆိုတော့ဘယ်လိုလူမျိုးပဲဖြစ်ဖြစ်ဘယ်လိုဘာသာပဲဖြစ်ဖြစ်ဘယ်တိုင်းပြည်ကပဲဖြစ်ဖြစ်လက်မခံနိုင်တဲ့အပြုအမူတွေမိဘကိုရိုက်နှက်ပြီးတော့မှကန်ကြောက်ပြီးတော့မှ ဆင်းဆိုပြီးတော့ဆိုတဲ့ဟာလေဘယ်နိုင်ငံဘယ်လူမျိုးကမှကျမတို့လက်မခံနိုင်တဲ့အပြုအမူတွေเนาะဆိုတော့အဲ့ဒီဗီဒီယိုဖိုင်လေးတွေ့လိုက်ရတယ်တော်တော်ကိုစိတ်မကောင်းစရာလေအဲ့တော့အတုမြင်အတက်တင်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒါရောက်သွားပြီးသားဟာတော့မတက်နိုင်တော့ဘူးပေါ့เนาะကျမတို့အဲ့တော့နောင်မြန်းဆိုလို့ရှိရင်ဆယ်လီဆိုတဲ့သူတွေနာမည်ကြီးခြင်းတဲ့သူတွေနာမည်ကျော်ခြင်းတဲ့သူတွေခုနလိုမျိုးပေါ့ influencer ဆိုတဲ့သူတွေစသဖြင့်ပေါ့လေအာလူတွေကလေတတိထားကြဖို့ ပြောက်ကွက်ကလေးတွေကို တူတူပါပဲတဲ့ဆုံးအောင်မကြည့်ရဲလို့ဆက်မကြည့်ပြစ်ခဲ့ဘူးကွတဲ့မမဟုတ်တယ်တင်းလဲဆက်မကြည့်လိုက်ဘူးတင်းလေအမြင့်ကြီးပေါ်မှာကန်ကြောက်နေတာနဲ့နေလေဟာဆိုပြီးတော့နေပလစ်စီတော့နေပလစ်စီတော့ဆိုပြီးတော့မှတင်းဆက်မကြည့်လိုက်တဲ့တော့ကြာလို့ဘာ message ကိုပေးခြင်းလဲဆိုတာတော့တင်းမသိဘူးเนาะဒါပေမဲ့လေကျမတို့တွေမြန်မာလူမျိုးဆိုတာအင်မတန်ယဉ်ကျေးတဲ့သူမျိုးအင်မတန်ကိုတိမ်မွေးတဲ့သူမျိုးအင်မတန်ကိုလေလူကြီးသူမအပေါ်မှာတိတက်တဲ့သူမျိုးလို့ကဘာကရောကျမတို့လူမျိုးရဲ့ဒါ image လေးရောဒီလိုမျိုးလေးဖြစ်ထားတယ်အဲ့တော့ဒီလိုမီဒီဒီလို social media ပေါ်မှာဒီလိုမျိုး file တွေ ဒီလိုမျိုးပြောက်ွက်တင်ဟာကျွန်တော်တို့လူမျိုးတိုင်းပြည်နယ်လူမျိုးအထိပါထိခိုက်နစ်နာစေပါတယ်။ဒါကြောင့်မလို့လင်းစင်ညင်ကြဖို့နာမည်ကြီးကျင်တဲ့နာမည်ကျော်ကျင်တဲ့ဆိုလဲတခြားနီးလန်းကိုသုံးပါเนาะတခြားပြောက်ွက်ကလေးတွေကိုပြပါတခုခု any information ပေးချင်တာဆိုရင်လဲတခြားပြလို့ရတဲ့ ပြကွက်တွေအများကြီးရှိပါတယ်ဒီလိုမျိုးကတော့ပြန်ပြီးဖြီလို့မရတဲ့ပြကွက်တွေဖြစ်ပါတယ်မလုံတဲ့မလုံအပ်တဲ့ပြကွက်တွေဖြစ်ပါတယ်အရန်ကိုရိုင်းဆိုင်သောအရန်ကိုအောက်တန်းကျသောအရန်ကိုစကလုံးသုံးလုံးစရာမရှိအောင်ကိုတကယ်ကိုဟိုတကယ်ကိုမှသုံးစရာစကလုံးမရှိအောင်ကိုစုပ်ပဲ့တဲ့ ်နော်မရိုင်းနဲ့အောက်တန်းကြတဲ့ပြောက်ွက်မျိုးတွေဖြစ်ပါတယ်ဒါကြောင့်မလို့နာမည်ကြီးခြင်းလို့နာမည်ကျော်ခြင်းလို့ attention လိုခြင်းလို့လူကြည့်စေခြင်းလို့ဆိုလို့ရှိရင်လေဒါမျိုးပြောက်ွက်မျိုးတွေရှောင်ပေးကြပါလို့ကျမဒီနေရာကနေပြင်းထန်စွာရှုံချပါတယ်ဗီဒီယိုဖိုင်တော့မပြတော့ဘူးကျမတို့အကုသူတွေရပြီးပြီကျန်တဲ့သူတွေအကုသူတွေရမှာဆိုလို့မပြတော့ဘူးเนาะဆိုတော့တော်တော်လေးကိုဆူဆူဝါးဝါးလေးမလို့စက်တောင်မကြည့်ရဲပါဘူးเนาะဆိုတော့အဲ့လိုဗီဒီယိုဖိုင်မျိုးလေးနှစ်ဖိုင်သုံးဖိုင်မှာတွေ့တယ်เนาะဆိုတော့လေတော်တော်ဆူဆူနောက်တစ်ခါလေး ရိုက်တာတွေရှိသေးတယ်အဲ့လိုပဲနေဘက်တွေမှာပဲအမေကလာနေတယ်အမေကိုအိမ်မွားနေနှင်ချတယ်အမေကိုထွက်မတွေ့ဘူးအဲဒီလိုဗီဒီယိုဖိုင်မျိုးလေးကြီးလည်းတွေ့တယ်เนาะဆိုတော့လေအဲ့နေဘက်တွေပေါ့အဓိကတော့အခြေခံပညာအားနည်းလို့လားအသိပညာဘ ഹു တုတအားနည်းလို့လားဘလို့လဲတော့မပြောတတ်ဘူးသိလားအဲ့လိုမျိုးလေးတွေကနေဗီဒီယိုဖိုင်လေးမျိုးလေးတွေတွေ့တယ်ကျမတို့ဆိုအသက်40ကျော်ပြီအခုဒီကျမတို့ကအိမ်မှာလွတ်လပ်ရေးမရသေးဘူးကျမတို့အခုချိန်ဒီမိဘစကားကိုတတဝေမသိန်းနားထောင်တော့မိဘနဲ့ကျမတို့မဆန့်ကျင်ဘူး နော်မှန်သည်ဖြစ်စီမှားသည်ဖြစ်စီကျွန်တော်တို့အသက်40ကျော်အရွယ်ဆိုတော့ကျွန်တော်တို့46ဆို50နာပဲနီးနေပြီဒါကျွန်တော်တို့ကကိုယ့်ရဲ့ဆုံးဖြတ်ပိုင်ခွင့်လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ကျွန်တော်တို့ကိုယ့်ခြေထောက်ပေါ်ကိုယ့်ရဲ့တည်တယ်ကိုယ့်စည်းဝါကိုယ်ရှာတယ်ကျွန်တော်တို့အထိုက်အလျောက်ကိုယ့်ရဲ့အောင်မြင်မှုတွေရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကမိဘနဲ့တွေ့ရင်ကလေးပဲနော်မိဘကကျွန်တော်တို့ပေါ်မှာစိုးရိမ်ပူပန်မှုတွေကျွန်တော်ပေါ်မှာပြောဆိုဆုံးမမှုတွေကိုကျွန်တော်တို့ကဒီနေ့အထိကျွန်တော်တို့ကတန်ဖိုးထားပြီးလက်ခံစေအာကျွန်တော်တို့အသက်အရွယ်တော်မှာ နော်တခါတလေကျမိဘနေနဲ့ကိုရီနဲ့သဘောထားချင်းကွဲလွဲတာအမြင်နေမတူတာရှိတယ်ကိုကလက်တွေ့နေပေမှာအလုံးလုံးနေရတယ်ဆိုတဲ့အခြေအနေရင်မိဘကဘေးကနေပြီးတော့မှစိုးရင်ပူပန်ပြီးတော့မှသူတို့ပြောဆိုတဲ့စကားလုံးလေးတွေကလူရင်းနေတာမျိုးလေးတွေရှိတယ်အဲ့ဒါကိုတောင်မှပဲကျမတို့ကလေမိဘနဲ့အတိုက်ခံမလုပ်ဘူးကျမတို့လက်တင်ခံလိုက်တယ်စိတ်ဆင်းရဲမှာဆိုလို့ နော်နောက်တစ်ခါ social ပေါ်မှာအရန်အတူယူစရာကောင်းတဲ့သူရှိတယ်ကျ personal ရပုံကိုရရဘလို့ပဲတိုက်ခိုက်တိုက်ခိုက်ဘလို့ပဲကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေအာကျွန်မတို့လုပ်ငန်းနယ်ပယ်မှာတော့ကြိုက်တဲ့သူလည်းရှိမယ်မကြိုက်တဲ့သူလည်းရှိမယ်ဒါပေမဲ့မြည်သောပင်စိုးစေကောင်မူဒီအကြောင်းအရာတစ်ခုလေးပေါ်မှာတော့အရန်ချီတူးစရာကောင်းတဲ့ပုံကိုတယောက်ရှိတယ်ကိုကျွန်းလွင်း ူရဲ့ video file လေးတွေဆိုရင်ဒါအတူယူရတယ်အမေပေါ်မှာသူအရင်စိတ်ချမ်းသာအောင်ထားတယ်အမေပေါ်မှာသူအရင်ပြုစုတယ်အမေပေါ်မှာအရင်သူစောင့်ရှောက်တယ်သူ့အမေဟာသူ့သားသမီးလေးလို့ပြန်ဖြစ်သွားတယ်เนาะဆိုတော့ငယ်တုန်းကတော့မိဘတွေကသားသမီးကိုပြုစုရယ်မိဘတွေမတန်ဆွမ်းတော့တဲ့မကြမ်းမာတဲ့အချိန်မှာကြတော့သားသမီးတွေကမိဘတွေကခလေးပြန်ဖြစ်သွားပြီးသားသမီးတွေကလူကြီးပြန်ဖြစ်ပြီးတော့မှအမေကိုစဟင်နောက်ရင်အမေကိုကျွေးဟင်မွေးရင်ねဒီလို video file လေးတွေအင်မတန်ဒါ appreciate ဖြစ်ပါတယ်เนาะကျွန်တော်တို့အင်မတန်လေးအတူယူရတယ်အင်မတန်လေးလေးစားရတယ်အင်မတန်လေးသဘောကျရတယ်ဆိုတော့ဒါမျိုးလူကိုကြတော့ကဲ့ရဲ့တယ်ရှုံချတယ်เนาะဒီလိုမျိုးတွေမထော်မနှမ်းနေတဲ့ဗီဒီယိုတွေဒါမျိုးတွေကျွန်မခုနပြောသော personal ပုံကိုရေးရကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေဒါကတော့အမှန်တရားဒါဒီလုံးဝအတူယူရမယ်ဆိုဒါအတူယူရမှာ personal တိုက်ခိုက်ချင်တာနဲ့ရှိသမျှလုံးပြီးတော့မှတင်းကျုံပြီးတော့မှတော့ကျွန်မတို့ကကဲ့ရဲ့ပလိုက်လို့မရအောင်မကြိုက်တာကမကြိုက်တာတပိုင်းချီကျူးစရာရှိတာချီကျူးစရာတပိုင်းဆိုတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကိုဂျုံလွင်ရဲ့ဗီဒီယိုဖိုင်လေးတွေဆိုဒါကျွန်မတို့အတူယူရတယ်ကျွန်မတို့လေးစ ားရတယ်အားကြရတယ်ကျမတို့စင်ကျင်သုံးသက်ရတယ်အော်ငါတို့လေငါတို့အမေတွေငါတို့အဖေတွေဒီလိုမျိုးအသက်အရွယ်မျိုးဒီလိုဖြစ်သွားရင်ငါတို့ဒီလိုစိတ်ချမ်းသာအောင်ထားရမယ်ဒီလိုပြည့်စုံရမယ်ဒီလိုစောင့်ရှောက်ရမယ်ဒီလိုအတွေးမျိုးလေးတွေဖြစ်စေတယ်ဒါနောင်လူတွေကိုနော်အသိပညာဘ ഹു တုတ္တလေးဖြစ်စေဟာအခုတော့ဟေးရိုက်နဲ့ကန်ကြောက်ပြီးတော့မှဆွေးဆူအော်ဟစ်ပြီးတော့မှ ဟာတခါနဲ့မြင်ရဆရာမကောင်းဘူးဒါမျိုးတွေကိုတော့ကျမတို့ကဘလို့မှလက်သင့်ခံနိုင်စရာအကြောင်းမရှိဘူးဘာ message ပဲပေးခြင်းပေးခြင်းဘာ information ပဲပေးခြင်းပေးခြင်းဘာကြော်ညာပဲပေးခြင်းပေးခြင်းကျမတို့ကတော့လုံးလုံးဆန့်ကျင်ပါတယ်เนาะအတူယူမမားကြပါနဲ့ကလေးတွေလည်း now ထက်ဒါရိုက်မဲ့ခုနလိုဆဲလီတွေအမှုပညာရှင်တွေစသဖြင့်ပေါ့လေအမျိုးမျိုးသော TikTok celebrity တွေ Facebook celebrity တွေလည်းဒါလေးတွေကိုစင်ရင်ပြီးတော့မှရှောင်ရှားပြီးတော့မှလူငယ်တွေအတူယူစရာလူငယ်တွေတင်ယူစရာလူငယ်တွေအတူခိုးကောင်းတဲ့ habit လေးတွေကိုပဲချပြစေချင်တယ်ကျွန်မချပြကြပါလို့ဒီနေ့ကနေတိုက်တွန်းပါတယ်เนาะဆိုတဲ့ခါကျတော့တော်တော်လေးကိုဆိုးလို့မလို့